ဖြစ်ပေါ်လာတဲ့ဒေါသကိုထိန်းနိုင်သိမ့်နိုင်ဖို့အလွန်အရေးကြီးတယ်ပုထုရှင်ဆိုတော့ဒေါသမထွက်ဘူးလို့မရှိဘူးအစီမပြေတမ်းနဲ့တွေ့ရင်ဒေါသကထွက်မှာပဲအရေးကြီးတာကထိန်းလိုက်နိုင်ဖို့ပဲအဲ့ဒါကိုမြတ်စွာဘုရားဥမာပေးတာတခုရှိတယ်ယောဝေဥပတိတံကောဒံရထံဗန္ဒံဝဝါရယေတမဟံတာရတိပြုမိရတမိကဟောဣတရောဇနောရှင်တော်ကမြင်ရထားတယ်အခုကေလိုကားတွေပါတယ်ထွန်ကားတာမဟုတ်တော့မြင်ရထားပါနော် အဲ့ဒီမြင်းသားကိုမောင်းတဲ့လူကဒီမြင်းကိုထိန်းနိုင်မှာတော့ကြောက်တဲ့မကြအောင်တခုနဲ့ဝင်းမတိုင်အောင်သူကောင်းကောင်းမောင်းပြီဆိုရင်သူထိန်းနိုင်ရမယ်လေဟုတ်လားမထိန်းနိုင်ဘူးဆိုရင်ဘာလို့မတို့ဒုက္ခရောက်မှာအဲ့လိုပဲတဲ့ဖြစ်ပေါ်လာတဲ့ရုပ်တရက်ဖြစ်လာတဲ့ဒေါသကိုယထားကိုထိန်းတယ်လို့မျိုးကိုကထိန်းနိုင်ရမယ်လမ်းကြောင်းတဲ့တဲ့လေးကိုသွားနိုင်ရမယ်ဝင်းမတိုက်စီရအောင်ဖြစ်နေတဲ့ဒေါသကိုဘာလို့မတို့ထိန်းနိုင်ရမယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီလူကိုငါယထားဒိန်းလို့ဆိုလေတဲ့သူကယထားဒိန်းပဲတဲ့ ာမန်ယထာတက်မောင်းတဲ့လူတွေကတော့ဒေါသကိုမထိန်နိုင်မဲ့တာမန်ယထာတက်မောင်းတဲ့လူတို့တော့ယထာတိန်လို့မခေါ်ဘူး။ तू ကကျိုးကိုင်းတဲ့။မြတ်စွာဘုရားဘလောက်စကားတတ်တော်မူသလဲဆိုတာစဉ်းစားနော်။ရှင်းလာတဲ့ဒေါသကို ထိန်နိုင်တဲ့လူကမှယထာတိန်တဲ့။ဟုတ်လား။ပဂရိယထာမောင်းတဲ့လူတွေကယထာတိန်မဟုတ်ဘူး။အဲ့ဒါကကျိုးကိုင်းတဲ့။ကျိုးပဲကိုင်းလိုက်တယ်။တကူတက္ကမတို့ဦးဇင်းရဲ့ဒီခန္ဓာဟာဘဝဆိုတဲ့ပြည်လမ်းပေါ်မှာပြေးနေတာဟုတ်လား။အဲ့ဒါဒေါသထွက်လာပြီရှင်ဦးဇင်းတို့ဘာလုပ်နိုင်မလို့လို့ ထိနိုင်မှုလည်းတယ်မထိနိုင်မှုဆိုရင် ပြေးလန်းပါဖြစ်အောင်လို့ချောကြသွားမယ်။ဝါပြစ်နိုင်တယ်နော်။အချုပ်တဲ့ထောင်ထဲမှာပေါ့အပြစ်နေတဲ့လူတွေဟာဥစေကြခိုင်တော့တော့ကဒီဒေါသရဲ့အလိုကိုလိုက်လိုက်လို့ပဲလေ။ဟုတ်လား။ဒါကြောင့်ဘုရားလောင်းပြောတဲ့ဒေါသရဲ့အပြစ်ကိုတရားစင်သာဟုတ်လား။အမြင့်ကြောင့်ဖြစ်တဲ့ဖြစ်လာပြီဆိုရင်စကားချင်းတွေကိုအရင်ဖြစ်ပေါ်စီတဲ့တားမရဘူးဆိုရင်ဆွဲကင်လာတဲ့ထုံမတဆင်လက်ထုံမတဆင်ဒုတ်ထုံမတဆင်ဒါလက်နဲ့ဟုတ်လား။ အဲ့လိုမျိုးအကျိုးမဲ့များစွာကိုဖန်တီးစီရင်ဖြစ်စီနိုင်တဲ့အတွက်ကြောင့်ဒီဒေါသကိုတတ္တမဒေါသနာတော့စီအဲ့ဒါငါမကြိုက်ဘူး